စက်တုံးစီဖြစ်တင်းမှုခွင်းဆက်ကိုနိပညာအသုံးပြုကြက်မှတ်စစ်ဆေးနိုင်ရေးအတွက်ကြိုးပမ်းခဲ့တာအချိန်ကာလတစ်ခုရှိပေမဲ့လက်တွေ့ဆောင်ရွက်နိုင်မှုမရှိသေးကြောင်းစွမ်းအင်ဝင်ကြီးဦးကုတ်ကိုလွင်က ပြောပါရီဒါကြောင့်တီလူဝါစိတ်ကတ်မှာစက်တုံးစီတင်သွင်းတို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းတွေကိုလာရောက်ကြည့်ရှုစစ်ဆေးတာလို့ဒီဇင်ဘာ၁ရက်နေ့ကမြန်မာနိုင်ငံစက်တုံးစီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှတာဝန်ရှိသူတွေနဲ့တွေ့ဆုံရင်းပြောကြားခဲ့တာပါ ဥစွာတာမီနယ်တွေကနေစတင်ပြီး automatic tank gauging TAG စနစ်တွေကိုတက်ဆင်ဆောင်ရွက်မဲ့အကြောင်းစွမ်းဝင်ကြီးကဆိုပါတယ်။နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံဝန်ထမ်းတွေပြည်သူနဲ့လုပ်ငန်းရှင်တွေကပူးပေါင်းပြီးပြည်သူအကျိုးရှိရှုကလက်တွဲညီစွာဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း၎င်းကဆက်ပြောပါတယ်။ လက်ရှိကာလမှာစက်မောင်းစီတွေကိုကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်းမရှိတာကြောင့်ပြည်ပကနေဝယ်ယူသုံးစွဲနေရချိန်မှာပြည်သူလူထုအနေနဲ့ဈေးနှုန်းအရေးအသွေးနဲ့အချင်းအတွေ့ထိခိုက်နေတာမျိုးမရှိစေရေးအထူးဦးစားပေးဆောင်ရွက်ပေးဖို့မိမိတို့မှတာဝန်ရှိတယ်လို့လည်းအတည်ပြုခဲ့ပါတယ်ဒါအပြင်ပြည်ပကနေတင်သွင်းလာတဲ့စက်သုံးစီတွေရဲ့အရေးအသွေးပြည်မီမှတ်ကန်မှုရှိစေရေးအရေးကြီးတဲ့အကြောင်းလဲစွမ်းဝင်ကြီးဥက္ကုကိုလင်ကပြောကြားခဲ့ပါတယ် မြန်မာနိုင်ငံတော်ပေါ်ပန်အနေနဲ့73စီလုပ်ငန်းရှင်တွေကိုနိုင်ငံခြားငွေကြေးစည်းကွက်ကနေအမေရိကန်ဒေါ်လာတန်ရာနဲ့ချီကိုလဆင့်တိုင်းထုတ်ရောင်းပေးလျက်ရှိတာပါပြီးခဲ့တဲ့နိုဝင်ဘာလမှာဆိုရင်အမေရိကန်ဒေါ်လာ135တန်ကိုနိုင်ငံခြားငွေကြေးစည်းကွက်ကနေ၄ချိန်ခွဲပြီးထုတ်ရောင်းပေးခဲ့တာကိုလည်းမြန်မာနိုင်ငံတော်ပေါ်ပန်ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရကြောင်းပါခင်ဗျာ